ကလေးမထွားပဲညှက်နေတဲ့အကြောင်းရင်းကလေးတယောက်ပုံမှန်ကြီးထွားနေစေဖို့ဆိုရင် ပထမ၅နှစ်မှာအချိန်ပြည့်တေချာလေးဂရုစိုက်ရပါမယ်။အဟာရဖြည့်တင်းမှုကစလို့အရက်အမြင့်နဲ့ကိုယ်လေးချိန်တိုင်းတာမှုတွေထိပေါ့။ကလေးတွေပုံမှန်အားဖြင့်မွေးစကနေအသက်၅လအထိ၂ဆလောက်ကြီးထွားမှုရှိပေမဲ့နောက်ပိုင်းမှာကြီးထွားမှုနည်းနည်းပြန်လျော့သွားကလူပြိုအပြိုဝင်လာချိန်အရွယ်မှာကြီးထွားမှုပြင်းများလာတတ်ပါတယ်။ကလေးကပုံမှန်ထက်ကြီးထွားဖွံ့ဖြိုးမှုနှိမ့်နေတာလားဆိုတာကို အမြင်သာဆုံးအချက်ကအရက်မြင်ပါပုံမှန်ကလေးရဲ့အရက်ဖွံ့ဖြိုးမှုအနေနဲ့မွေးစကနေအသက်တစ်နှစ်အတွင်းအရက်အမြင့်၁၀လက်မှတိုးလာရမယ်တစ်နှစ်ကနေနှစ်နှစ်အတွင်းအရက်အမြင့်၅လက်မှတိုးလာရမယ်နှစ်နှစ်ကနေ၃နှစ်အတွင်းအရက်အမြင့်တစ်နှစ်ကို၃လက်မှခွဲလောက်ပုံမှန်တက်လာရပါမယ်၃နှစ်ကနေ၁၀ကျော်သက်အထိတစ်နှစ်ကိုအရက်အမြင့်၂လက်မှစီလောက်ပုံမှန်တိုးနေရပါမယ်တာတာမိမိကွာချမှုအလိုက်အရက်အမြင့်ကွာချတာမျိုးရှိနိုင်ပါတယ် ကလေးညက်တယ်ဆိုတာဘယ်လိုမျိုးလဲကလေးညက်တယ်ဆိုတာကကလေးတယောက်မှာအသက်ရွယ်ရရှိတဲ့အရက်အမြင့်နဲ့ကိုယ်လေးချိန်ရှိမနေတာမျိုးပါကိုယ်လေးချိန်အနေငယ်ကျသွားတာထက်တဖြည်းဖြည်းချင်းကိုယ်လေးချိန်ကျဆင်းလာတာကပိုအရေးကြီးပါတယ်တဲ့ကိုယ်လေးချိန်ဆိုရမှာလဲကလေးရဲ့အရက်နဲ့လိုက်ပြီးတွက်ချက်ဖို့လိုပါတယ်ကလေးကိုယ်လေးချိန်မတက်ရတဲ့အကြောင်းမျိုးမျိုးရှိရမှာမွေးချိန်တွေကခန္ဓာကိုယ်ကိုယ်လေးချိန်မများတာမျိုးမျိုးလိုက်ပြီးတင်းငယ်တာယောဂတွေကြောင့်ဖြစ် စိတ်ပိုင်းဆိုင်ရာအရာဂယုဆိုင်မှုကောင်းကောင်းမရခဲ့ရင်လည်းအစားအစာစားတာနေပြီးအရွယ်မကြီးထွားပဲဖြစ်နေတတ်ပါရဲ့ဒါပေမဲ့ကလေးတဘာဝအပြာဆော့ကစားပြီးလှုပ်ရှားတာများလုံးလာကြောင်လဲကိုလေးချိန်တိတ်တက်လေးမရှိတော့ဘူးမိဘတွေတိတ်မသိကြပဲအစိုးရင်လုံးတက်ကြပါရဲ့ကလေးညက်ရတဲ့အကြောင်းရင်းတွေကတော့အာဟာရပြည့်ဝလုံလောက်မှုမရှိခြင်း၉၀ရာခိုင်နှုန်းသောကလေးတွေမှာတော့ကယ်လိုရီမလုံလောက်လို့ဖြစ်ရတာပါများသောအားဖြင့်တော့ကလေးကအစာမစားလို့ မိမိဖေဖေတို့ကကယ်လိုရီလုံလောက်အောင်ကျွေးရကောင်းမှမသိလို့ဖြစ်တတ်ပါတယ်။အစားကောင်းကောင်းမစားပဲအစော့မတ်တဲ့ကလေးလေးတွေမှတွေးရတတ်ပါတယ်။လက်သားကလေးတွေမှဆိုရင်တော့နိုမဝါလို့တော့လကောင်းနိုဘူးဆိုတဲ့ကလေးတွေမှဖော်မြူလာနိုးဆက်တာအဆင်မပြေတာကြောင့်တော့လကောင်းဖြစ်တတ်ပါတယ်။နိယောဂခံရှိခြင်းကလေးမှအုံနောက်အာယုံကြောဆိုင်ရာယောဂတစ်ခုခုရှိနေရင်လေကလေးကအစားကောင်းကောင်းမစားတော့ပါ။အာယုံကြောကြောင့်ကြွက်သားအားနဲ့ယောဂရှိတဲ့ကလေးတွေမှ အဆစ်တက်ပြန်ဆန်းတက်တာမျိုးကြောင့်ဖြစ်လေရှိပါတယ်။အာခေါင်ကွဲနှက်ခမ်းကွဲယောဂလိုယောဂမျိုးတွေကြောင့်ကိုယ်လေးချိန်ကျဆင်းတက်ပါတယ်။နှလုံးယောဂရှိတဲ့ကလေးလေးတွေမှာလည်းကိုယ်လေးချိန်ကျဆင်းတက်ပါတယ်။အစာအိမ်ဝင်ပေါက်ခြင်းနေရင်ကလေးကလို့ဆိုပြီးတိုင်းပြန်အန်နေတဲ့အတွက်အစာမဝင်တော့ကိုယ်လေးချိန်ကျဆင်းတက်ပါတယ်။ပန်ဂရီးယားကောင်းကောင်းအလုံးမလုံးလို့အစာကောင်းကောင်းမချေဖြတ်နိုင်တဲ့ကလေးတွေမှာလည်းကိုယ်လေးချိန်ကျဆင်းတက်ပါတယ်။ ဂလူတန်ဂျုံမချေဖြတ်နိုင်တဲ့ယောဂါဦးလန်းချောင်းနိုင်ရန် ရောင်ရမ်းခြင်းယောဂါတွေကြောင့်လေကိုယ်လေးချိန်အတက်တာမျိုးဖြစ်နိုင်ပါတယ်။တန်းရွှိုက်ကလေးအလုတ်လုတ်လွန်တဲ့ယောဂါမျိုးမှလည်းကယ်လိုရီတွေအလွန်လောင်ကျွမ်းလို့ကိုယ်လေးချိန်ကျဆင်းတတ်ပါတယ်။ကြောက်ကက်ယောဂါတွေမှလည်းကိုယ်လေးချိန်တက်တင်တလောက်မတက်တာကိုတွေ့ရပါတယ်။မျိုးရိုးပီဇာယောဂါရှိတဲ့ကလေးတွေမှာကိုယ်လေးချိန်ထိခိုက်တာမျိုးတွေဖြစ်လေရှိပါတယ်။ကလေးကညှက်နေတယ်ဆိုတာကိုသိနိုင်မဲ့လက္ခဏာတွေ။ ရှိတဲ့နဲ့အရက်အမြင့်မရှိခြင်းကိုလေးချိန်က ရှိတဲ့နာထက်နည်းနေခြင်းလက်မောင်းတွေခြေထောက်တွေကခန္ဓာကိုယ်နဲ့အချိုးအစားမမျှဖြစ်နေခြင်းကိုခံအားနေခြင်းခဏခဏဖျားမယ်ယောဂဝင်ဝင်မယ်အာမရှိသလိုဖြစ်နေခြင်းအာယုံစူးဆိုင်နိုင်စွာမရှိဘဲနေခြင်းစတဲ့လက္ခဏာတွေခံစားရနိုင်ပါတယ်အာဟာရမပြည့်ဝမှုကြောင့်ကြီးထွားဖွံ့ဖြိုးမှုရှိတဲ့တလောက်မရှိတာကရေရှည်မှာအသက်ဆုံးရှုံးတဲ့အထိဖြစ်နိုင်ပါတယ်ကြီးထွားဖွံ့ဖြိုးမှုနောက်ကျတာကဘာတွေများထိခိုက်စေသလဲ ကလေးတွေကြီးထွားဖွံ့ဖြိုးမှုနောက်ကျတာကရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာပုံမှာပါတက်ရောက်မှုရှိနေတာပါကလေးတယောက်ဟာ သူ့ရဲ့ပထမ၅နှစ်မှာရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု စတင်တယ်အုံနောက်ဖွံ့ဖြိုးတယ်ပထမဆုံးမှတ်ဉာဏ်တည်ဆောက်တယ်ကိုခံအားတည်ဆောက်တယ်အမြင်အာရုံနဲ့သင်ယူသိမြင်နိုင်စွမ်းတွေတည်ဆောက်ပါတယ်ကြီးထွားဖွံ့ဖြိုးမှုနောက်ကျတာက ကာလတူမှာတော့ကလေးရဲ့ရုပ်ပိုင်းဆိုင်ရာကျန်းမာမှုနဲ့အုံနောက်ဖွံ့ဖြိုးမှုကိုထိခိုက်စေနိုင်ပါတယ် ဒါအပြင်ကိုခံအားကိုပါထိခိုက်စေတာကြောင့်ယောဂတွေအလွယ်တကူကူးစက်ခံရနိုင်ပါတယ်။ဒါကရေရှည်မှာကလေးရဲ့တင်ယူနိုင်စွမ်းနဲ့ဘဝအောင်မြင်မှုရအောင်စွမ်းဆောင်နိုင်မှုကိုပါထိခိုက်စေမှာပါ။ကလေးမထွားဘဲညှက်နေရင်ဘာတွေလုပ်ဖို့လိုသလဲ။ပြေဝတဲ့အိပ်ဆက်ချိန်ထားခြင်း။အိပ်ချိန်ပြေဝတာကကလေးကိုရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာပါကျန်းမာစေနိုင်ပါတယ်။ကလေးကိုတညတာမှအနည်းဆုံးအိပ်ချိန်၈နာရီရှိအောင်ထားပေးပါ။အဟာရပြေဝအောင်ကြွေးခြင်း ကလေးကိုနေတိုင်းအစာအစာပြင်ဆင်ပေးတဲ့အခါအာဟာရပြည့်ဝအောင်ဂရုစိုက်ပါကလေးတွေမှာလုံလောက်တဲ့အာဟာရတတ်မရရှိခြင်းကကြီးထွားဖွံ့ဖြိုးမှုနေစေတဲ့အဓိကအကြောင်းအရင်းတွေထဲကတစ်ခုပါကလေးကိုမွေးစားကနေ6လအထိမဖြစ်မနေမိခင်တို့တိုက်ကြွေးရချိန်မှာမိခင်ကိုယ်တိုင်က အာဟာရပြည့်ဝအောင်မစားမိတာကြောင့်ဖြစ်နိုင်တယ်လို့ကလေးအစာစားချိန်မှာပြည့်ဝလုံလောက်တဲ့အာဟာရကိုမကြွေးမိတာကြောင့်လည်းဖြစ်နိုင်ပါတယ် ကလေးကိုကြီးထွားဖွံ့ဖြိုးမှုနေရမျိုးမဖြစ်စေဖို့ဆိုရင်နေ့စဉ်အစာတောက်ပြင်ဆင်တဲ့အခါခန္ဓာကိုယ်ကြီးထွားစေဖို့ပရိုတင်းကာဘိုဟိုက်ဒရိတ်အကျိုးပြုအစီမျက်စိနဲ့ဦးနှောက်ဖွံ့ဖြိုးဖို့ DHA ယောဂကာကွယ်စေဖို့ဗီတာမင် A ဗီတာမင် C ဗီတာမင် E စင်တက်တန်တက်အရက်ရှိပြီးအရိုးတွေတမဖို့ကယ်စီယမ်ပြည့်ဝလုံလောက်အောင်ကျွေးမွေးရပါမယ်။တောက်သုံးရည်တန်ရှင်းမှုရှိခြင်း ရေဓာတ်ကလည်းခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးဖို့လိုအပ်ပါမယ်။ဒါကြောင့်ခလေးကို တန်ရှင်းတဲ့တောက်သုံးရည်တိုက်ကျွေးပေးဖို့လည်းလိုပါမယ်။ရေမတန်ရှင်းတဲ့အခါဝမ်းပြက်ဝမ်းလျှောတာလိုမျိုးအစာချေစနစ်ပြဿနာတွေခံစားရနိုင်ပြီးအာဟာရဆုပ်ယူနိုင်စွမ်းကို ထိခိုက်စေပါတယ်။ဒါကအာဟာရချုပ်တဲ့မှုကိုဖြစ်စေပြီးအကျိုးဆက်ကတော့ကိုယ်ခံအားနည်းစေတာ ခလေးရဲ့ကြီးထွားဖွံ့ဖြိုးကို ထိခိုက်တာတွေဖြစ်လာပါတော့တယ်။တကူရေတန်ရှင်းမှုရှိခြင်း ကလေးရဲ့တကိုယ်ရည်တန်ရှင်ရည်ဂယုစိုက်ပေးဖို့အားနေတာကလည်းကလေးရဲ့ကြီးထွားဖွံ့ဖြိုးမှုကို နောက်ကျစေပါတယ်။ကလေးကိုလက်စေးတာကစလို့လိုအပ်တဲ့တကိုယ်ရည်တန်ရှင်ရည်ကိုအချိန်တိုင်းမှာတေချာဂယုစိုက်ပါ။တကိုယ်ရည်တန်ရှင်ရည်အားနေတာကကလေးရဲ့ကိုယ်ခံအားကို ထိခိုက်စေပြီးအာဟာရတွေကိုယောဂခုခံရေးမှာအသုံးပြုရတာကြောင့်ကြီးထွားဖွံ့ဖြိုးဖို့အတွက်မထောက်ပံ့နိုင်တဲ့အခါကြီးထွားဖွံ့ဖြိုးမှုနေတဲ့ပြဿနာဖြစ်လာရပါတယ်။ကိုယ်လက်လှုပ်ရှားမှုလုံခိုင်းခြင်း ကလေးကို ပုံမှန်ကိုလက်လှုပ်ရှားမှုလုပ်စေတာကရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာပါကျမ်းမာစေနိုင်ပါတယ်။ဒါကြောင့်တင့်တင့်နဲ့ကိုလက်လှုပ်ရှားမှုတွေပုံမှန်လုပ်ဖြစ်အောင်တေချာလေးဂရုစိုက်ပြီးလုပ်ပေးပါ။ဒီလိုလုပ်ပေးတာက ကျမ်းမာစေနိုင်တယ်လို့ကြီးထွားဖွံ့ဖြိုးမှုကိုအကောင်းဆုံးထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်။စိတ်ဖိစီးမှုကင်းအောင်ထားခြင်းကလေးပဲပူစရာမရှိဘူးလို့မထင်လိုက်ပါနဲ့။ကလေးတွေမှာလည်းစိတ်ဖိစီးမှုတွေစိုးရိမ်ပူပန်မှုတွေရှိနေနိုင်ပါတယ်။ ဒီစိတ်ဖိစီးမှုတွေကကလေးရဲ့ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာကြီးထွားခွင့်ပြုမှုမှာထိခိုက်စေနိုင်ပါတယ်။လွတ်လပ်စွာကစားခွင့်ပေးခြင်းကလေးကိုလွတ်လပ်စွာကစားခွင့်ပေးတာကလည်းရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ကျန်းမာစေနိုင်ပါတယ်။ဒါကြောင့်ကလေးကို စာပဲတစ်ချိန်လုံးဖတ်ခိုင်းတာမျိုးမလုပ်ဘဲအချိန်တစ်ခုတတ်မှတ်ပြီးစိတ်ကြိုက်ကစားခွင့်ပေးလိုက်ပါ။ဒါကကလေးကိုကျန်းမာပျော်ရွှင်စွာနဲ့ဖွံ့ဖြိုးကြီးပြင်းစေနိုင်မှာပါ။ ဒဲအချိန်မှာဆရာဝန်နဲ့ပြတ်တင်တယ်လေကလေးဤကိုလေးချိန်တူတက်မှုနှေးကွေးခြင်းသည်ကလေးဤကျမ်းမာတန်ဆွမ်းစွာကြီးထွားဖွံ့ဖြိုးမှုကို ထိခိုက်စေသည့်အခါစိုးရိမ်စရာပြဿနာတရေဖြစ်နိုင်တယ်။မွေးကင်းစကလေးငယ်သည်မွေးဖွားပြီးဆယ်ရက်မှဆယ်လေးရက်အတွင်းမွေးစက်ကကိုလေးချိန်ကို ပြန်လည်မရရှိခြင်း။ပဝန်းကျင်ကိုစိတ်ဝင်စားမှုညှော်နေလာခြင်း။အလွန်အမင်းအိတ်ငိုက်ခြင်း။မကြာခဏငိုခြင်းကြီးကြခြင်း။ ိုခန္ဓာဖွံ့ဖြိုးမှုနောက်ကျခြင်းကလေးတွေရဲ့ကိုယ်လေးချိန်ပုံမှန်ကြီးထွားနေရမှာရုတ်တရက်ကိုယ်လေးချိန်တိုးတက်မှုရပ်တန့်သွားခြင်းစသည့်အခြေအနေများရှိရင်ဆရာဝန်နဲ့ပြသင့်ပါတယ်